အထောက်ချင်းကြောင့်ရရှိသော ကြီးကျယ်မြင့်မြတ်သည့်အကျိုးကို ဖွင့်ဆိုထားတယ်။ယင်းတို့အားဖြင့်မေတ္တာဘာဝနာသို့မဟုတ်မေတ္တာပါရမီသည် နိဗ္ဗာန်ရရှိခြင်း၏အကြောင်းဖြစ်တယ်။ဘုဒ္ဓဘာသာ အစဉ်လာအရာမတေးရအမည်ရှိသော အနာဂတ်ဖရာအလောင်းအယူအဆရှိတယ်။အနာဂတ်ဖရာအလောင်း၏အမည်နာမကို ကြည်ကျင်းအားဖြင့်မေတ္တာတရား၏အစုအပေါင်းဖြစ်လိမ့်မည်ဆိုသည်မှာ တိတာထင်ရှားတယ်။မိတ္တရာဖရာအလောင်းဤထူးခြားခြင်းများနှင့်ပတ်သက်သောအကြောင်းအရာများရှိတယ်။မိတ္တရာဖရာအလောင်းသည်ကပ္ပမေတ္တာတရားဤအမှန်လက္ခဏာဖြစ်သည်ဟု ပြောဆိုနိုင်တယ်။လူမှုရေးစနစ်ဖန်တီးရန်အတွက်လည်းမေတ္တာတရားသည် ထူးထူးခြားခြားအရေးပါအရာရောက်တယ်။အချင်းချင်းဆက်ဆံရေးကို ထိမ့်သိမ်းထားရန်အတွက်နှင့်အကြည့်ပြည့်ချင်းဟုသမ ्या ကိုကြောင်ရှားရန်အတွက် မေတ္တာတရားသည်ခိုင်မာအကောင်သောအကြောင်းတရားတစ်ခုဖြစ်တယ်။မေတ္တာစိတ်ရှိသော ပုဂ္ဂိုလ်သည် မကောင်းမှုအကုသိုလ်တရားတို့ကိုရှောင်ကျဉ်ပြီးကုသိုလ်ကောင်းမှုများဖြင့်မိမိပတ်ဝန်းကျင်ကိုသိပင်ဝါပြောအောင်ပြုလုပ်နိုင်တယ်။ထိုပုဂ္ဂိုလ်၏အတွင်းတန်တန်း၌မြင့်သည့်အခါမှမကောင်းသောစိတ်ထားဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပေ။တရိယာပိဋကတ်နှင့်ပရမတ္ထဒီပနေ၌ မေတ္တာပါရမီနှင့်ပတ်သက်သောတရိယာသုံးမဟောဇလန်းနှစ်ခုဖော်ပြထားတယ်။ဇာတကအထာကရာ၌လည်းအလားတူဇတ်တော်များပါရှိတယ်။မဟာသီလဇတ်တော်သည်မေတ္တာဘာဝနာနှင့်ပတ်သက်သောဇတ်တော်ဖြစ်တယ်။ယင်းဇတ်တော်သည်သိစန့်ကျင်ထားသောဇတ်တော်ဖြစ်တယ်။ဇလန်းကဤသို့တရားအလောင်းမဟာသီလသည်ဝါရဏတိပြည်၌သို့မဟုတ်အုပ်ချုပ်သော ိတ်ကောင်းစေတနာကောင်းရှိသည့်ဘရင်ဖြစ်တယ်။သူ၏အမတ်တယောက်ကသူ၏နန်းတွင်းကိုဘုံတိတ်ခါကြဆင်းအောင်ပြုလုပ်တယ်။ဘရင်သည် ထိုအမတ်အားတည်တံမပေးပဲသူ၏မိသားစုနှင့်အတူတကွတိုင်းပြည်မှနှင်ထုတ်လိုက်တယ်။ထိုအမတ်သည်ကောတန်လာဘရင်ထံရောက်သွားပေးလျင်ကောတန်လာဘရင်အားဘာယာနတိပြည်ကို ဝင်ရောက်တိုက်ခိုက်ရန်လှုံ့ဆော်တယ်။မင်းချင်းယောက်ျားများက ။သရင်မဟာတိလာအားဘာယာနတိပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီးအစီအစဉ်အကြောင်းတရင်ပေးကြတယ်။သို့ရာတွင်ဘရင်မဟာတိလာသည် ကောတန်လာဘရင်မင်းကြီး၏တစ်တက်ကို ခုခံတိုက်ခိုက်ရန် အမိန်မပေးပေ။ငါကြောင့်ပြည်သူပြည်သားများထိခိုက်နင်နာသွားမည်ကိုငါမလိုလားဟုပြောတယ်။ကောတန်လာဘရင်သည်တစ်တက်နှင့်အတူတကွာဖွင့်ထားသောတကားမှာ ခုခံတိုက်ခိုက်သူမရှိပဲအလွယ်တကူဝင်ရောက်သွားတယ်။ဘယင်မဟာသီလာကမြို့တကားကို ဖွင့်ထားရန် အမိန်ပေးထားသည့်အတွေ့ဖြစ်တယ်။တိုင်းပြည်ကို ပေးမလားတစ်တိုင်မလားဟိုသည်ကောတန်လာဘယင်ဤအကြောင်းကြားချက်ကိုသိရသောကြောင့်ဖရာအလာမဟာသီလာကစိတ်မတိုက်ပါဘူး။တိုင်းပြည်ကို ယူချင်းတပဆိုလျင် ယူစေဟုပြန်လဲအကြောင်းကြားလိုက်တယ်။ကောတန်လာဘရင်သည် ဘာယာနတိတိုင်းပြည်ကိုတိမ့်ပိုက်ပေးလျင်ဘယင်မဟာသီလကိုသူဤအမတ်များနှင့်အတူတုတ်တန်၌ညအချိန်တော်ခွေများလာပြီးသူတို့၏အသားကို စားစေရန်မြေကြီးတဲ့ကိုခန္ဓာတဝဲမြုပ်ထားလိုက်တယ်။ထိုအချိန်၌ပင်ဖခင်အလောင်းကသူဤအမတ်များကို အချင်းတို့ခိုးသားဓမြနှင့်ပတ်သက်ပြီးအမျက်ဒေါသမထားရပဲမြတ်တာဘာဝနာကိုသာ ပွားများကြပါဟုပြောကြတယ်။နောက်ဆုံး၌မေတ္တာဤအစွမ်းကြောင့်အာလုံတေကံမရောက်အသက်မပြောင်းကြပေ။တကိုးဓမြဘယင်သည်မိမိအမအကိုဝန်ခံပေးလင်မာယာနတိပြည်ကိုမဟာသီလဘယင်အားပြန်ပေးလိုက်တယ်။ယင်းတို့အားဖြင့်ဖရာအလောင်းမဟာသီလသည်မေတ္တာတရားကိုရှင်းထားလျက်စိတ်ကိုစန့်ကျင်ပေးလျက်နောက်ဆုံး၌အောင်ပွဲရရှိသွားတယ်။ ခန္တီဝါဒီစာရကတိလဲမဟာသီလဆက်တော်နဲ့သဘောတူတူပင်ဖြစ်တယ်။ဘယင်ကဖရာအလောင်းဤလက်ချေနှခေါင်းနားတို့ကိုဖြတ်ပြစ်လိုက်တော်လဲ။ဖရာအလောင်းသည်ထိုဘယင်နှင့်ပတ်သက်ပြီးမြစ်တာမပြက်ဘဲစုမောပေးလိုက်တယ်။သုလဓမ္မပါလာဇတ်တော်၌လဲအသက်9လအရွယ်ဖရာအလောင်းသည် သူ့ဖခင်ကလက်ချေဥကောင်းတို့ကို ဖြတ်ပြစ်တော်လဲ။ တားငယ်ဖြစ်သူဖရာအလောင်းဤစိတ်နှလုံးထဲတွင်ရက်ဆက်ကြမ်းကြုတ်သောဖခင်နှင့်ပတ်သက်၍၎င်းငိုကြွေးမိတမ်းနေသောမိခင်နှင့်ပတ်သက်၍၎င်းနှစ်ဦးလုံး၏အပေါ်တွင်တူညီမျှတစွာမြစ်တာတရားထားတော်မူတဲ့ရင်းကဲ့သို့သောဇတ်တော်ပေါင်းများစွာသာရကအထာကရာ၌ပါရှိတဲ့သတိယာပိဒကနှင့်ပရမတ္ထဒီပနီ၌လည်းမြစ်တာပါရမီနှင့်ပတ်သက်သော တရိယာများသည်၎င်းအလားတူဇတ်တော်များသည်၎င်းပါရှိတယ်။တိသူဝနာတာမစတိယံသူဝနာတာမဇာရကနှင့်ဧကယာဇာစတိယံဧကယာဇာဇာရကဖရာအလောင်းသူဝနာတာမဇတ်တော်သည်ယမယနာ၌ပေါ်ပြပါရှိသောတာဝနာကုမာရဇလန်းနှင့်အတူတူပင်ဖြစ်တယ်။ဖရာအလောင်းသည် တော်အတွင်း၌ မျက်စိနှစ်ဖက်အလင်းမရသောမိဘနှစ်ပါးကိုလှုပ်ကြွေးပြူစုနေတယ်။တနေ့တနာရစ်ခတ်သွားသောအခါသူနာတာမတိဘယနာတိဘယင်ဤညှားမှန်ပြီးဒဏ်ရာရရှိသွားတယ်။ရင်းအခြေအနေ၌ပင်သူနာတာမတိဘယနာတိဘယင်နှင့်ပတ်သက်ပြီးမေတ္တာမပြတ်ဖဲရှိနေတယ်။တောအတွင်း၌နေတော်လဲသူဤမေတ္တာဘာဝနာကြောင့်ရှင်သိကြားစာသော အသားစားတလဲဆန်များသည်ပင်သူ၏အဆွေခင်ပုံဖြစ်နေကြတယ်။မြစ်တာဘာဝနာဖြင့်အဆွေခင်ပုံပြုလုပ်၍မရနိုင်သော ပုဂ္ဂိုလ်တဦးတယောက်များကမ္ဘာလောက၌မရှိပေ။နောက်ဆုံး၌မိမိမိဘနှစ်ပါးအတွေ့တစ္ဆာဆိုသောကြောင့်တစ္ဆာ၏ဆွဲအားဖြင့်ဖယားအလောင်းသည်တဖန်ငကိုပုံမှန်အတိုင်းပြန့်ဖြစ်လာတယ်။မဟာသီလဇလန်သည်မဟာသီလဝဇတ်တော်နှင့် အတူတူပင်ဖြစ်တယ်။နောက်ဆုံး၌ဖရာအလာမဟာသီလကို ရန်သူဘရင်ကခြေတော်ကိုအပေါ်ထောင်းဦးခေါင်းကိုအောက်မှာစိုက်ပြီးကင်မီကောက်ထောင်းဆွဲထားတယ်။ဖရာအလောင်းသည် ရန်သူဘရင်ဒိဗ္ဗသေနာနှင့်ပတ်သက်ပြီးမေတ္တာဘာဝနာပွားများအားထုတ်လျက်တမာရီအစဉ်သို့ရောက်ရှိသွားတယ်။နောက်ဆုံး၌ရန်သူဘရင်သည်ဖရာအလောင်းအား ခွလွတ်ရန်တောင်းပန်ပေးလျင်ချစ်ခိုးဥခိုင်လိုက်တယ်။ရင်းတို့အားဖြင့်ဖျားလောင်းသည်ဘဝပေါင်းများစွာ၌မြတ်တာပါရမီကိုဖြည့်ဆည်းပေးလျင်မိမိရန်သူများကို အစွေခင်ပွန်းဖြစ်အောင်ပြုလုပ်လျင်တန်ဘောရီမြန်အလင်းအတွေ့မြတ်တာပါရမီပြည့်ကျင့်တော်မူခဲ့တယ်။ဖျားအလောင်းသည်ဘေးရန်ဒုက္ခအကြီးအကျယ်ဆက်ရောက်လာစေကာမူမိမိ၏စိတ်နှလုံးဝယ်မိမိနှင့်ပတ်သက်ပြီးအပြည့်ကျွလွန်သူအပေါ်၌ နန်းတစင်းမြပင်ရန်ညိုထားခြင်းရှိခဲ့ပြီအစွေခင်မုံးစိန်မျိုး ပေါ်လာသည်မှတပါ တခြားမြည်သည်ရန်ညိုထားလိုသည်စိန်မျိုးမှဖြစ်ပေါ်မလာပေ အကျိုးလိုလားသူဖြစ်စေ အကျိုးမလိုလားသူဖြစ်စေမြည်သူမြဖရာအလောင်းဤမေတ္တာအပြင်ပဲရောက်နေသည်ဟူ၍မရှိပေရင်းတို့အားဖြင့်ဖရာအလောင်းသည် ကဘာတစ်ခွင်လုံး၌သူ၏မေတ္တာကွန်ရက်ကို ပြန့်ကျက်တော်မူတယ်။တင်ဇာတကနိဒာနာကထာနှင့်ပရမထာဒီပနီ၃ဓမ္မပရာ၄ဝိတ္တိမေ၅ဝိပင်၆ပရိတံဗိတာမက၇ပရိတံဗိတာမက၈ပရိတံဗိတာမက၉မြတ်တာ၃၁၀ပရိတံဗိတာမက၁၀ကထာ၁၁ ပြိတံဝိတာမကမေတ္တာကထာ၁၄တန်ယုတ်တာနိကေ၁၅မဟာသီလဇာတက၁၅၁၆မဟာသီလဝဇာတက၁၅ဝိတုဒ္ဓိမေ၁၈ဓာတိဝါဒီဇာတက313ဝိတုဒ္ဓိမေ၁၈ဇာတက358 19ဝိတုဒ္ဓိမေ20ပြဏ္ဏထာဒီပနိ21ဇာတက940 တာမပန္တိတာစတိယသုတ္တနိပတ်ပရမထာဒီပနိ20သတက303ဧကရာဇာစတိယပရမထာဒီပနိ23ပရိတံမီတာမေ